အကြောင်းအရာတွေကိုတင်ဆက်ပေးနေရမှာဒီတစ်ပတ်မှာတော့ကျွန်တော်ဖိတ်ခေါ်ထားတဲ့ဒီဇိုင်နာကတော့အားလုံးလေးစားချစ်ခင်ရတဲ့ဒီဇိုင်နာဘိုးကုတ်ပေါ့ပေါ့ဖြစ်ပါတယ် ပေါ့မင်္ဂလာပါမင်္ဂလာပါသားဟုတ်ကဲ့ပါဒီပေါ့အပြင်မှာကျွန်တော်တို့ရင်းနှီးကြပါမယ်အဒီစီစဉ်တဲ့ပတ်သက်ပြီးတော့ပရိသတ်ကိုအကောင်းဆုံးမေးခွန်းတွေကိုကျွန်တော်တော့မင်းညက်တင်ဆက်ခွင့်ပြုပါခင်ဗျာအမကလည်းတက်နိုင်တယ်များအကောင်းဆုံးအကုန်လုံးကိုပွင့်ပွင့်လင်းလင်းပြင်ပါပါဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကတော့လက်ရှိချိန်မှာပေါ့နော်ဒီဇိုင်နာဖြစ်ချင်လာတဲ့လူငယ်တွေကတော့အများကြီးရှိတယ် ဲ့တော့ဒီဇိုင်နာဖြစ်ချင်နေတဲ့လူငယ်တွေအတွက်ပေါ့နော်အနေပေါ့ရဲ့အတွေ့အကြုံတွေတဲကမှအကောင်းဆုံးအတွေ့အကြုံတချို့ကိုဒီစီစဉ်နေပထမဆုံးမှတ်တမ်းတင်ကြမှာခင်ဗျာဟုတ်အခုခေအခုခေမှာပေါ့နော်ဒီဇိုင်နာဖြစ်ချင်နေလူငယ်လေးတွေဝါသနာပါတဲ့လူငယ်လေးတွေတကယ်ပဲစူးစမ်းပြီးတော့ရုန်းကန်နေတဲ့လူငယ်တွေအများကြီးရှိပါတယ်ဒါပေမဲ့အဲ့ဒီလူငယ်တွေထဲမှာဝါသနာပါတဲ့လူတွေထဲမှာဒီဒီဇိုင်နာလောကထဲမှာလှူရှားနေတဲ့လူတွေထဲမှာဒီဇိုင်နာဖြစ်ချင်တဲ့ဆန္ဒရှိတဲ့လူတွေထဲမှာတောင်မျိုးစားနှမျိုးရှိပါတယ် တစ်မျိုးကတော့ဒီဒီဇိုင်းပညာကိုဒီအသက်မွေးဝမ်းကြောင်းကိုတကယ်ပဲဝါသနာပါလို့သူတို့ဘဝလုံးနှိမ့်မြုပ်ပြီးတော့မှစူးစမ်းပန်းစားနဲ့ရေကုန်ရေခမ်းရတဲ့ဘက်ကရတဲ့နေရာပညာလေးတွေကိုလေ့လာစီးပူးရှိရာလေးနဲ့ပြအောင်လုပ်ပြီးတော့မှအပတ်တစ်ခုစူးစမ်းနေတဲ့လူငယ်တွေနဲ့တစ်ဖက်မှာတော့ဒီဇိုင်နာတွေဘဝအောင်အားကျပြီးတော့ popular ဖြစ်ချင်လို့ဟိုလူစိတ်ဝင်စားခံချင်လို့နာမည်ကြီးချင်လို့ဒီဇိုင်နာအလုပ်ကိုလုပ်နေကြတဲ့လူတွေလည်းအများကြီးရှိပါတယ် ဲ့တော့အဲ့ဒီဝါသနာပါတဲ့လူတွေမျိုးစားနှမျိုးထဲမှာဘယ်ဘယ်မျိုးစားထဲမှာကိုပါဝင်ပါလဲအဲ့ဒီနှစ်ခုတော့တေချာစဉ်းစားဆုံးဖြတ်ဖို့လိုတယ်လို့ထင်ပါတယ် unfold တို့တွေတော့ကတော့ဘာမှပြမှာ fashion ဆိုတဲ့အရာ designer ဆိုတဲ့အရာမရှိခင်စပြီးတော့မှဒါတွေကိုနိုင်ငံတကာစာအုပ်တွေ media တွေမှာမြင်တွေ့ပြီးတော့မှတကယ်တမ်း unfold အနေနဲ့ကတော့ makeup artist ဘဝနဲ့စခဲ့တာပေါ့နော်အဲ့ makeup သမားဘဝမှာအမ်ဘဘွားတစ်စိတ်ချိုးအပြောင်းလဲဖြစ်ခဲ့ပါတယ်65ပေါ့နော်65မှာ Mr. Brian နဲ့စုံပါတယ်။ Carry Asian Model Search မှာပါ။ Mr. Brian Model ဆိုတော့ဒီဝဟာရကိုပမာပြရပေးတတ်တဲ့နဲ့ပေးပမာပြမိတ်ဆွေတွေနဲ့မိတ်ဆက်ပေးခဲ့တယ်။နောက်တစ်ချိန်မှာကျတော့ modeling နဲ့ပတ်သက်လို့မတ်တင်မိုလင်းတို့ဆရာတို့ talent ဆံမော်တွေတူတူလုပ်ခဲ့တဲ့အချိန်မှာဒီ traders မှာပေါ့နော်။အဲ့ brighter show တစ်ခုလုပ်ပါတယ်။ Singapore designer တယောက်လာပြပါတယ်။အဲ့အချိန်မှာတော့အနောက်ဆုံးဖြတ်လိုက်ပါပြီ။ fashion back ကို glam တော့မယ်ဆိုတာ။ နောက်တစ်ချက်က makeup artist ဘဝမှာရက်တည်ခဲ့တာနေရာတစ်ခုကိုလည်းရောက်ခဲ့ပြီးအဲ့ထက်လည်းထပ်ပြီးတော့မှကြော်ကြအောင်မြန်ထပ်လုပ်ဆရာလည်းမရှိတော့ဘူးဆိုတော့အဲ့အရွယ်တော့ကလည်း30တောင်မရှိသေးဘူးဆိုတော့ငါအဲ့အရွယ်လောက်မှာတကယ်လို့နောက်ထပ်ခံရင်10နှစ်ပေါ့40လောက်မှာအတက်ပြင်ကြဖို့ပဲရှိတာ哦အဲ့လိုပြန်မကြခင်မှာနောက်ထပ် profession တစ်ခုကိုအမောက်နေနေလမ်းကင်ပြီးတော့ဆူဆူနေနေ စူးစမ်းခဲ့လို့လည်းဒီနေရာရောက်လာတာပေါ့လေဒီအလုပ်ကိုမျက်နှိုးလို့တံပိုးထားလို့တကယ်ဝါသနာပါလို့လုပ်မယ်ဆိုလို့ရှိလို့ရှိရင်ပို့ပြီးတော့မှအောင်မြင်ဖို့လွယ်ပါတယ်ပို့ပို့ပြီးတော့မှဟိုထူးထူးချွန်ချွန်ဖြစ်မှာပါအဲ့ဒီအတွက်ကလည်းငွေရေးကြီးဆိုတဲ့အရာကလည်းစီးပွားရေးဆိုတဲ့အရာကလည်းဝါသနာနောက်မှာကိုယ့်ရဲ့လှုပ်ဆောင်မှုနောက်မှာအလိုလိုနေရင်းလိုက်လာမှာပါအဲ့ဒီအတွက်အောင်မြင်ကြောက်ကြမှုဆိုတာလည်းထိုးထိုးနည်းလကောင်းပါပဲအဲ့ဒီအတွက်ဝါသနာဝါသနာကိုအရင်ခံနဲ့ အသက်မွေးဝမ်းကြောင်းဖြစ်ဖို့တော့အရေးကြီးပါတယ်ဟုတ်ကဲ့ပါနေပေါ့ခုနကလည်းပြောသွားပါတယ်ခင်ဗျာဒီငွေကြေးအပိုင်းတွေပေါ့နော်ကျွန်တော်တို့ကြားသိရတယ်ဆိုတဲ့အပိုင်းတွေမှာနေပေါ့အနေနဲ့ဒီမိုးကုတ်ကနေပြီးတော့မန္တလေးကိုခြေလှမ်းချက်ခဲ့တယ်ဆိုတဲ့အပိုင်းတွေနောက်ပြီးတော့ဘဝကိုရှင်သန်ရည်တည်ဖို့အတွက်ရန်ကုန်မှာဒီတင်တန်းမမီဆန်တို့စီမှာတင်တန်းတက်ခဲ့ရတယ်ဆိုတဲ့အပိုင်းပေါ့နော်အများကြီးရှိခဲ့ပါတယ်အဲ့လိုအပိုင်းတွေမှာဆိုလို့ရှိရင်လည်းတကယ်ကိုအောက်ခြေသိမ်းကနေပြီးတော့အရန်စူးစမ်းခဲ့ပြီးတော့ ဟိုပတ်စံမရှိတဲ့ဘဝနေပေါ့နော်အရန်ကိုစူးစမ်းရုံးကန်ရတယ်ဆိုတော့အခက်အခဲပိုင်းတွေအများကြီးရှိခဲ့ပါတယ်ခင်ဗျာအခုချိန်မှာအားလုံးမြင်တွေ့နေရတဲ့အနီဘောင်ရဲ့ life နဲ့အရန်ကို꽌ပြားခြားနားနေတာကိုတွေ့မြင်ရပါတယ်အဲ့ဒီဘိုင်းလေးမှာလည်းစူးစမ်းမှုဘိုင်းလေးသိချင်ပါတယ်ဟုတ်ဟိုဘယ်လိုခေါ်မလဲမဟုတ်ဘူးသူမဟုတ်တာတွေကတော့အရွယ်ရောက်လာလို့ရှိရင်ပေါ့လေအတန်းပညာရေးထက်ဒီမိယိုဖလာကြောက်မြက်လုပ်ငန်းကိုကြောက်လို့ရောင်းဝယ်လို့ကိုပဲလောက်ကြတာများပါတယ်ဒါပေမဲ့အဘောက်အမေကငငယ်လေးရဲ့အလားပြန်ဆိုင်ဖွင့်တော့အသက်9နှစ်လောက်မှာ အမေစပင်နေအမေညက်ထားတဲ့စပင်နေဒီပဲစီးလဲပြီးတော့မှသိမ့်ကူရပါတယ်။အဲ့ဒါတွေကလည်းအင်ရခိုင်းတာတဲ့ကိုကဝန္နာဘာလို့လောက်တာပါ။အဖိုးဖွားတွေအဖေဘက်ကမျိုးတွေကလုံးဝမကြိုက်ပါဘူး။ဒါပေမဲ့အမောက်ကတာဝါသနာပါနေပြီ။အဲ့ဒီတော့ဒီအမေစပင်ပုံအလားပြင်ပစ္စည်းတွေနဲ့ပဲစော့နေတာပေါ့နော်။တစ်ချိန်လုံးစော့ကစားနေတော့အမြဲတမ်းရိုက်ခံရတယ်။နောက်ဆုံး တဖက်စီကျိုးအောင်လည်းရိုက်ခံရဘူးတယ်။ဓာတ်ကျိုးနဲ့လည်းရိုက်ခံရဘူးတယ်။ကစားနေတဲ့အယုတ်တွေအကုန်လုံးကိုလည်းခြောက်နဲ့တော့လင်းပစ်ခံရဘူးတယ်။အငဲကောင်အနောက်မြည်လေးပေါ့နော်။သူကလည်းအနောက်ကစားရကစားစရာတွေအကုန်လုံးဆိုလည်းဖြက်စီပစ်တာပဲ။ဘာဖြစ်လဲဆိုအဲ့ခေတ်မှာသူတို့ကမလိုလားဘူးပေါ့နော်။အနောက်ကိုဒီလိုအတ္တိကအဖြစ်မင်းမချဖြစ်မှာမလိုလားဘူး။ယောက်ျားလေးတယောက်ရဲ့ profession မဟုတ်တဲ့အလုပ်တွေကိုစိတ်ဝင်စားတာကိုသူတို့လုံးဝမကြိုက်ပါဘူး။အဖွားဆိုအမြဲတမ်းအမြဲတမ်းပြောပါတယ်။ တာကြီးဂန်ဓုလုတ်တွေလုတ်နေပြီလားဆိုအပေါ်ကနေချောင်းကြည့်ပြီးလို့ရှင်ဒုတ်ကြမ်းမြင်ကိုဒုတ်နဲ့ရိုက်ပြောမှသတိပေးပါတယ်ဒါပေမဲ့လေဒီလိုဖြစ်လာတယ်ဆိုတာလေအားလုံးသိကြတဲ့အတိုင်းပဲလေမွေးရပါသူရကနေဖောက်ထုတ်လို့မရတဲ့တဘောမျိုးဖြစ်နေတော့အဲ့ဘောက်ထုတ်တွေနေဘာမှညှင်းဆန်ပိုင်ခွင့်မရှိပါဘူးရွေးချယ်ပိုင်ခွင့်မရှိဘူးဒီလမ်းကြောင်းဝင်ရွေးချယ်ခဲ့ရတာပေါ့နော် အဲ့လိုအချိန်မျိုးမှာမိဘနံပါတ်1ကြုံတွေ့ရတာမိဘအဆွေမျိုးအတိုင်းဝိုင်းပေါ့နော်လက်မခံတဲ့အတိုင်းဝိုင်းပေါ့နောက်တစ်ချက်ကအဲ့တော့အမေကအလားပြင်းနေလှုပ်လှုပ်တယ်လှုပ်တယ်ဆိုတော့အမေကြောင့်ဒီလိုဖြစ်ရတယ်ဆိုပြီးတော့မှတော့အမေကတော့နည်းနည်းအပြစ်တင်နေကြတာပေါ့လေဒါပေမဲ့အမောက်ဆယ်တန်းလောက်ရောက်တဲ့အချိန်မှာကိုးတန်းလောက်ရောက်တဲ့အချိန်မှာပေါ့နော်အမေကိုကူရင်းနဲ့ဒီအလုတ်ကပတ်စံရှာလို့လွယ်တာဟိုတိလာတယ်တိလာတဲ့အချိန်မှာအမောက်အလုတ်ကိုပဲစိတ်ဝင်စားတယ်ចောင်းစာလုံးဝစိတ်ဝင်စားတော့ဘူး ဒါမှောက်ចောင်းសាမျက်နာនេះចောင်းសាឧបទេហាលဲအဲမျက်ခုံးပုံနေမျက်လုံးပုံနေနှခမ်းပုံနေအမျိုးသမီးတစ်ယောက်ရဲ့ figure တွေ ਨੇ ပြည့်နေနေခဲ့တယ်။အဲ့တော့ဆရာမတွေကလည်းပြောတယ်မင်းကចောင်းတက်အောင်မလားအလားပြင်စားမှာမဟုတ်ဘူးလားဘာညာဆရာမတွေကပြောတယ်ပေါ့နော်။ဒါမဲ့လည်း queue မဆိုင်ဘူးအမောက်လုံးဆရာရှာဆက်လုပ်ခဲ့တယ်။ကိုးတန်းလောက်မှာကိုဝင်ဝင်ကိုရှာနေနေပြီ။အဲ့လိုလုံနေရင်းနေပဲ။ဆယ်တန်းဖြီတော့အဲ့အချိန်မှာပဲအဖေတွင်းနေရလဲရှုံးနေ။ မေရဲ့လှုပ်ရှားတစ်ခုလည်းရှိရပါအဲ့ဒီတော့ဒီအန်ဘောက်တို့ကိုကြောင်းထားနိုင်မို့ဒီမောင်နှမတောင်းရံကိုကြောင်းထားဖို့ဆိုတာတက်တုတ်ထားဖို့ဆိုတာမတတ်နိုင်နာမဟုတ်ပေမဲ့ကြောင်းထားပြီးရင်ကြောင်းပြီးရင်ဘာလုပ်မှလဲဆိုတဲ့အဖြစ်အမှတ်ကိုမေးလာကိုကိုကိုမေးတတ်နေပါပြီကြောင်းပြီးလို့ရှိရင်ဘာလုပ်မှလဲအယောင်ဝက်ထွက်မှလားကြောင်းအယောင်ဝက်ထွက်မယ်ဆိုလို့ရှိရင်ဘယ်မှလဲအရင်ဒီအဲ့ဒီအရင်ဒီကို၄နှစ်စာကြောင်းထက်ဖို့အတွက်ငါသာအလားပြင်းတဲ့အလုပ်နဲ့ပတ်စံရှာခဲ့ရင် ူများចောင်းပြီးလာတဲ့အချိန်မှာငါရောင်းဝယ်ထွက်ဖို့အရင်နေ့ရှိမှာပဲဆိုတဲ့စိတ်နဲ့အလားပြင်းတဲ့အလုပ်ကိုလုပ်မယ်လို့ဆုံးဖြတ်ပြီးတော့မှចောင်းဆောင်ဝယ်ဆက်မပြေပါဘူးမင်းပါအဲ့ဒီတော့အဖွားတဲ့လူအမျိုးအမျိုးတွေကပြောတာပေါ့လေအာအယံမျောလင့်ထားတယ်ဒီတယောက်ကိုဒါပေမဲ့ဖြစ်မလာဘူးအဖွားတွေကဆံပွဲမအောင်ဘာဖြစ်တာလဲပေါ့လေအဖွားကိုယ်တိုင်ကအောင်စင်းကိုတွားကြည့်ပေးတာပေါ့နော်ဒါပေမဲ့အမျိုးဆွေမျိုးတွေဖြစ်စေချင်လို့အမောက်ပညာတတ်ဖြစ်မလာခဲ့ဘူး တက်ဆက်ခုနှစ်နှစ်အိမ်မှာပဲဆုံးဖြတ်လိုက်တယ်ရန်ကုန်မှာကိုတကယ်ပဲလေးစားတဲ့ကြီးညူရတဲ့တကယ်ပဲဟိုမိတ်ကပ်ပညာနဲ့ပြည့်ဝတဲ့ဆရာကြီးစီမှာတပည့်ခံမယ်ပေါ့ရန်ကုန်လာမယ်ပေါ့အဲ့ချိန်မှာအနောက်ကကိုယ်ဝင်ဝင်နဲ့ကိုဖြစ်နေပြီဆိုရန်ကုန်လာဖို့အတွက်ကလည်းခက်ခဲမရှိဘူးတင်းနှန်းတက်ဖို့ကလည်းခက်ခဲမရှိဘူးပေါ့နော်ဒါပေမဲ့ခက်ခဲတာပါလဲဆိုတော့ရန်ကုန်မှာကြော်ခင်းစရာတနေရာပါအရန်ခက်ပါတယ်အမောက်ရန်ကုန်ရောက်ခါစားအဲ့ဒီပေါ်ဦးဆိုတဲ့ဘူချုပ်လမ်းမပေါ်တက်ခုကမှနေရပါတယ်နေတော့ပထမတစ်ပိုင်းတော့သူတို့မှာ အဲ့လိုပေါ့တယောက်ခံဆိုတာမရှိဘူးနှစ်ယောက်ခံမှရှိရပေါ့နော်အဲ့တော့နှစ်ယောက်ခံဆိုတော့နှစ်ယောက်စာပေးပြီးတော့တယောက်ထဲနေတာပေါ့ကြာလာတော့မခံနိုင်တော့ဘူးမခံနိုင်တော့အမ်တလေးယောက်တို့၅ယောက်တို့နေတဲ့အခန်းရှိတယ်အဲ့ဒါဆိုတက်တာမယ်ပေါ့နော်အဲ့ဒါဆိုလည်းအဲ့လိုပဲနေလိုက်တာပေါ့တက်တာအောင်လို့ဆိုအဲ့လိုနေပါတယ်အဲ့ချိန်မှာပဲစပြီးတော့မှဘယ်ကဘယ်မျိုးပဲရောလာတဲ့လူတွေမှမသိတဲ့သူတို့ရဲ့အနောက်ရှက်ကိုစပြီးခံရပါပြီအဲ့ချိန်မှာအန်ပေါင်းရှင်တွေမှမွေးထားပါတယ်အဲ့ဒါတွေရော ကိုကိုကိုလည်းလုံချောင်နေရပါတယ်ဘာဖြစ်လို့ကိုကိုတတ်မှတ်ထားတာကိုကိုကိုမိန်ကလေးတယောက်ကိုအဲ့လိုကိုဘဝကိုတမိုးထားရမယ်ပေါ့အဲ့လိုမိန်ကလေးတယောက်လိုပဲတမိုးကိုကိုကိုတမိုးထားပြီးနေရတယ်အဲ့ဒီအချိန်မျိုးမှာပဲအဲ့နောက်ရက်တွေရှိရက်နဲ့အဲ့ရှိရက်နဲ့တော့တို့ဒီအလုပ်ကိုစူးစမ်းရတာပေါ့နော်ပတ်ဝန်းကျင်ကတော့တို့အတွက်စိတ်နာစရာဖြစ်ပါတယ်ဟိုဘယ်သူမှလည်းမတွေ့ချင်မရင်ဆိုင်ချင်ဘူးဒါပေမဲ့လုပ်ငန်းခွင်ထဲမှာလည်းပျော်တယ်ဟိုအမတို့ရဲ့ဘဝနှိမ့်မြုပ်ရနေတာဖြစ်လာပါတယ်နောက်တစ်ချက်ကဒီပညာကိုသင်ရခြင်း ထူးခြားအောင်ကြိုးစားရခြင်းနောက်တစ်ခုရှိပါတယ်။မိဘဆွေမျိုးတွေဖြစ်စေခြင်းနဲ့ပညာတတ်တဲ့ရကိုဖြစ်ခြင်းနဲ့ပညာတတ်တဲ့ကိုဖြစ်ခွင့်မရခဲ့ဘူး။အဲ့ဒီတော့ကိုတတ်နိုင်တဲ့ကိုတတ်စွမ်းတဲ့ပညာထူးချွန်တဲ့နေရာမှာအထူးချွန်ဆုံးဖြစ်အောင်လုပ်မယ်။နောက်တစ်ချက်ကမိဘဆွေမျိုးတွေဟာကိုကြောင့်ဂုဏ်သိက္ခာကြရတယ်ပတ်ဝန်းကျင်မှာ။အဲ့ဒီအတွက်ကိုကြောင့်မိဘဆွေမျိုးတွေဂုဏ်သိက္ခာရှိအောင် ကိုကိုကိုထိမ့်သိမ့်တံပိုးထားပြီးကိုရဲ့ image ကကိုဘဝလောက်ကိုအသက်လောက်ရေးကြီးစွာနဲ့ထိမ့်သိမ့်တံပိုးထားပြီးတော့ကျွန်တော်တို့ကြိုးစားခဲ့ရတယ်ရုန်းကန်ခဲ့ရတယ်အဲ့ဒါကြောင့်မို့လို့လဲကျွန်တော်တို့ဒီချိန်လေးမျိုးမှာကြမ်းကြမ်းမာမာလလန်းဆန်းဆန်းနဲ့ကိုကျူတွေ့တော်လကောင်းဟိုပမာပြည့်ရဲ့ဒီ fashion industry တွေ့တော်လကောင်းကိုတတ်နိုင်သမျှပေါ့နော်ကိုစားညာစမ်းရှိသေးပါဝင်ခွင့်ရနေတယ်လို့အမောက်ထင်ပါတယ်